နာကျင်မှုတွေနဲ့လောင်ပြောင်တန်တွေကနေပြန်လဲယုံထွက်လာနိုင်ခဲ့တဲ့သူရဲကောင်းဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ရဲ့ဒီရဲနီခန်းစင်မူကြီးဟယ်ရီမကွိုင်းယားကိုဂုံပြူတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဟယ်ရီမကွိုင်းယားဒီနာမည်ကိုကြားလိုက်တာနဲ့မန်ယူပရိသတ်တွေကြားမှာမတူညီတဲ့ခန်းစားချက်တွေရောထွေးနေတတ်ပါတယ်တစ်ချိန်လုံးကသူဟာကမ္ဘာတန်ကြီးအကြီးဆုံးခန်းစင်မူဖြစ်ရောက်ရှိလာခဲ့ပေမဲ့မမျှော်လင့်မဲ့ကြုံတွေ့ခဲ့ရတဲ့အမားတွေဝေဖန်မှုတွေကြောင့်သူ့ရဲ့ပုံရိပ်ဟာမိမ့်မိန်သွားခဲ့ရပါတယ်ကွင်းထဲမှာဘောလုံးနဲ့အမားလုံးမိတိုင်းကွင်းပြင်မှာမလိုလားအပ်တဲ့ရှုပ်ထွေးတွေကြုံတွေ့ရတိုင်းသူ့ရဲ့မျက်နှာမှာစိုးရိမ်ပူပန်မှုတွေ ဝမ်းနည်းမှုတွေကိုအတိုင်းအတာမြင်တွေ့ခဲ့ရပါတယ်။ပြည်သက်တွေရဲ့လောင်ပြောင်တန်းတွေမယုံကြည်တဲ့အကြည့်တွေဟာသူ့ရဲ့စိတ်ကိုဒီတိုင်းလိုလိုအားငယ်စေခဲ့ပါတယ်။ဒီချိန်မျိုးကိုပြန်တွေးကြည့်ရင်အတော်လေးကိုဝမ်းနည်းစရာကောင်းပါတယ်။အာကိုကျင်တဲ့ခံစီမှုတစ်ယောက်ရဲ့မျက်ဝန်းထဲမှာကြောက်ရွံ့မှုနဲ့အားငယ်မှုတွေကိုမြင်တွေ့ရတာကဘယ်ပြည်သက်တွေမှကြည်ညိုစရာမဟုတ်ပါဘူး။သူ့ရဲ့ခြေကျွမ်းတွေရင်းရိုင်လာတဲ့အခါအတင်းအကျပ်အေးပါတဲ့အချိန်မျိုးမှာအမားတွေကျွလို့မိတဲ့အခါပြည်သက်တွေရဲ့ဝေဖန်မှုတွေဟာမုံတိုင်းလိုပဲတိုက်ခိုက်ခဲ့ပါတယ်။တခါတလေများသူ့ရဲ့နာမည်ကိုကြားလာတဲ့တောင်စိတ်မသက်မသာဖြစ်ခဲ့ကြတဲ့အချိန်တွေရှိခဲ့ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ အရာအလုံးပြောင်းလဲသွားခဲ့ပါပြီ။ဟယ်ဒီမကွိုင်းရဟာရေမဲရီအောက်ကနေရုံထွက်လာခဲ့ပြီးတောက်ပါရဲ့လင်းရောင်အောက်ကိုပြန်လဲရောက်ရှိလာခဲ့ပါတယ်။ယူရိုပါလိစီမီဖိုင်နဲ့ပထမကြောပွဲစဉ်အဖြစ်ဒီပါကိုနိုင်ရခဲ့တဲ့ပွဲမှာသူ့ရဲ့ခံစစ်ပိုင်းဆိုင်ရာဆွမ်းဆောင်ရည်တွေမှာကပဲပိုက်စစ်ကိုပါအထောက်ကူပြုနိုင်ခဲ့တဲ့ခြေစွမ်းကပရိသတ်တွေကိုအံအားသင့်စေခဲ့ပါတယ်။ဟယ်ဒီဒင်ဟိုဆိုတဲ့ချစ်စနိုးနယ်မီတင်တဲ့ပရိသတ်တရဲ့ချီးကျူးမှုတွေကိုပြန်လဲရရှိခဲ့တာဟာသူတက်ဘလောက်တောင်စိတ်ချမ်းသာစရာကောင်းလိုက်မလဲဆိုတာခံမှန်းကြည့်နိုင်ပါတယ်။တချိန်ကဝေဖန်မှုတွေ၊နာကျင်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့နှလုံးသားဟာအခုတော့ယုံကြည်မှုတွေ အပေးမှုတွေနဲ့ပြန်လည်ရှင်တန်လာခဲ့ပါပြီ။သူ့ရဲ့မျက်မှောင်းထဲမှာအရင်ကလိုစိုးရိမ်မှုတွေမရှိတော့ဘဲယုံကြည်ချက်ပြည့်နဲ့တောက်ပနေတာကိုမြင်တွေ့ရတာဟာပရိသတ်တွေအတွက်အတိုင်းမတီဝမ်းသာစရာကောင်းပါတယ်။အမားတွေကလည်းတင်အားစာယူပြီးပုံမကောင်းမွန်တဲ့ကစားသမားဘဝကိုပြန်လည်တည်ဆောက်နိုင်ခဲ့တဲ့ဟာရီမကွမ်းရဟာတကယ်ကိုလေးစားအားကျဖို့ကောင်းတဲ့သူရဲ့ကောင်းတစ်ယောက်ပါပဲ။သူ့ရဲ့ဒီပုံစံကောင်းတွေဆက်လက်တည်မြဲနေဖို့အတင်းအတွက်အောင်မြင်မှုတွေပုံမရရှိနိုင်အောင်ဆွမ်းဆောင်နိုင်မှုပျော်လင့်နေကြပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမားတို့ချစ်တဲ့